ခရယလုံးမင်္ဂလာပါသမကုရတော်ဘဝတန်တရားတရားစီကိုသွားနေတာပါအဲဟိုကနေဒါဘဝတန်တရားတရားကိုသွားတော့ပါအဲ့ဒီတရားကြီးလမ်းကြောင်းကြီးပုံမှာရှိတယ်လမ်းနေလို့တော်တော်လေးကောင်းပါတယ်အသာရတယ်အဲဟိုရောက်တာသုံးခေါက်ဆိုမချဲပါတဲ့ဘက်ကိုကတော့ခုမှပထမဦးဆုံးရောက်ခွေတော့ကွတခါမှမအဘကမရောက်မသိဘူးအဲ့ဒါမှအကွေအတအဆောင်းလမ်းနေနာဟိုမမြန်ကားတဲ့မရောက်ခွေတဲ့နေရာရောက်ကလေးချင်ပို့ပြီးတော့မှစိတ်လောက်ရှာဖို့ကောင်းပါတယ် ဒါတော့ဒါမိမိလေးပါအဲဟိုကနေသွားရတာဘယ်တော့မှမဝေးဘူးစင်ကယ်နဲ့သွားကြတာဟာခဏ25မိနစ်တောင်မစီရပါဘူးနီးပါလေဒီမှာပြပဝန်းကြံနေမှာတော့စင်းစင်းစူစူနာအမနာခန်းကိုသွားကြတာပါမနတ်သာ7နာရီလောက်ကိုသွားကြတာပါကွာဒါတော့အသွားလမ်းအပြန်လမ်းဆုံတဲ့နေရာပါအဲမလန်းတော့လောက်တာလန်းလန်းလောက်တာရောတွေ့ရပါတယ် လမ်းတော့တကယ်တာရတာအဲဘက်ကလည်းဟိုအကွေအကောက်အတအဆောင်လမ်းနေပုံမှာကက်ပြာနဲ့လည်းညီညာပြီးတော့မှကျေပြန့်နေတော့ပူပြီးတော့မှကြည့်လို့ကောင်းတယ်တာရတယ်ဗျအဲဒီအချိန်ကိုရှမ်းတချမ်းလေးနဲ့လာဆိုပြီးစပယ်ရှယ်တကယ်ရနေပြီးတော့မှလည်းပူပြီးတော့ပါဘဝတန်တရားတတော်အားတဲ့အချိန်မှာခဏတပြုတ်သွားကြတာပါ မနစာသွားမနစာပြန်ပါကွာရောက်တော့မှာဘလောက်မှမကြတော့နည်းနည်းလေးပဲလိုတော့ဘဝတန်တရားတရားကိုရောက်ပါပြီဘာရောက်ပြီးရမှာဟောလေး view point လေးဆောက်ထားတဲ့နေရာရှိပါတယ်ဒီမှာတရားမြန်နေရပါပြီယထာနဲ့ညံနေရပြီပါကွာဒါတော့ဘဝတန်တရားတရားကိုရောက်နေတာပါနေရာနည်းနည်းနေဘူးနေတော့ကွာအဲ့ဒီသွားတော့မှလည်း နည်းနည်းလေးနေပူနေတယ်ဒီမှာ view point လေးပါ view point ကြည့်ဖို့လေးဆောက်ကြတာပါဘဝတန်တရားတဲ့ယထာတော့ဖယ်ချင်လားလို့မသိဘူးကွယထာလာတဲ့အချိန်ကတော့ဘိုးမဲ့ ထိုးတောင်မိရိယတော့စင်းစင်းစူစူပါကွယ်မြမဒါယထာအတန်လန်းတရားကြီးဟာအဲ့ဒီဘာနာအထီးတော့ရောက်အောင်တော့မသွားခဲ့တော့ပါဘူးလို့ဆိုစိန်ပုံနာတောင်လေးနေပြီးတော့မှဒေသစိန်ပုံနာတော့ဒီလေးရောက်ခဲ့တော့ပါကွယ်ဟောမခုနေမသွားတော့နေလဲပူနေတာနဲ့တပည့်ရန်စကူထဲမှာဟိုသွားပူလဲအားအပြီးမလာရနဲ့တကယ်ဟိုကြာတိသွားပူကြတော့ယထာလန်းကြီးချက်ကူးနေတယ်သွားပူကြတော့ခါ တော့ဒီမလာနေတဲ့ဒါမတော့ဖြစ်လာတာပါဓမ္မရထဟိုတကကြီးကိုဗီဒီယိုအမှတ်တရရေးပေးနေတာပါကွာဘဝနဲ့နေရာတရားဆိုနေရာမှာရေးပေးနေတာပါလို့တကကြီးအသက်ကိုဘလော့ရှိလို့ထားတယ်မှန်ကြီးတယ်ဒါဟို view point အဲ့ဒီရထားတန်တန်းပုံပေါ်ကြီးဒီသွားပြီးတော့မှရိုက်မယ်ဆိုတော့တော်တော်လေးလှမှာကွာမြန်ကွန်းကလည်း ဒါပေမဲ့အဲ့ကိုမသွားခဲ့တော့အဲ့ဒီပုံမှာဓာတ်ပုံအလှဓာတ်ပုံရိုက်ချင်လို့ရှိအောင်တော့ဟိုးဒရာ6ခုဒရာ6ခုနဲ့ဒီသွားရင်တော့ရှည်လှမှာပါအဲ့တော့ဒီဒီနာရံလေးကိုဘလော့ရက်ပေးနေတာပါဗီဒီယိုရက်ပေးနေတာပါမတရအမတရရဲ့ပြင်းနေတော့ ဘဝတန်တရားတားတဲ့တစ်ခါတစ်ခေါက်တော့ရောက်အောင်သွားတင်ပါလေလို့အဲ့တော့ဒါဘဝတန်တရားတရားပါသမားဟိုလိုကြီးထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူးသမားဟိုဟာနာမည်လေးပေးထားတာပို့လို့တရားနာနာမည်နာနာမည်ကပို့လို့စိတ်ဝင်စားတရားကောင်းတော့တာတကယ်ရတယ်ဒီဘဝတန်တရားတရားလို့ဒါမပေးခဲ့ဘူးဆိုရင်ဒီတရားလမ်းနေရာလေးကစိတ်ဝင်စားတရားကောင်းမှာမဟုတ်ဘဝတန်တရားတရားလို့နာမည်ပေးလိုက်တော့ပို့လို့ဆက်ဆောင်မှုရှိတော့တာပါ ဲ့လိုလေးပါကဲဒါရောက်တော့ရောက်ကလေးကိုမျှဝေပေးတာပါကဲဒါဆိုတော့တော့ပါပဲเนาะ